မျက်လုံးကပြောပြနေတဲ့ပြင်ချက်မာရီမျက်စိဟာလူမျက်နှာပြင်ပေါ်ကဆွေးဆောင်မှုရှိဆုံးသော ကိုရင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။သူကစိတ်ခံစားမှုတွေကိုဖော်ပြပေးနိုင်တယ်လို့ကျမ်းမာရီရဲ့အခြေအနေတွေကိုလည်းညွှန်ပြပေးနိုင်ပါတယ်။အများစုကထင်ရှားတဲ့လက္ခဏာတွေပေါ်ပေါက်မှသာယောဂရှိမှန်းသိကြပြီးတော့အဲ့ဒီအချိန်မှာယောဂကအတော်လေးကိုကျွမ်းနေပါပြီ။ဒီလိုမဖြစ်အောင်သင်မျက်စိကိုနေ့စဉ်မှန်နေမှစစ်ဆေးကြည့်ပါ။ ညလုံးကအစ်စ်မှာဖြစ်နိုင်တဲ့ကျန်းမာရေးအခြေအနေတွေကို ကြိုတင်ပြောပြနိုင်ပါတယ်။ညလုံးပြူထွက်လာခြင်း thyroid ကလေးပြဿနာပါ။ thyroid hormone တွေအလောကျွန်းထွက်နေရကြောင်းအမြင်နှစ်ထပ်ဖြစ်နေတာအမြင်ဝါဒတွေဖြစ်တဲ့ပြင်ဝမ်းပြတ်တာပိန်သွားတာနဲ့လက်တုံရင်တာတွေဖြစ်တတ်ပါတယ်။ဆရာဝန်နဲ့ပြသပြီးတော့ဈေးကူတာမှုခံယူပါ။အမြင်ဝေဝါခြင်းမျက်စိမြင်ဝါနေတာကမျက်မှန်တွေပြူရင်ပြီးတော့မပြောက်ကင်းခဲ့ရင် ကျန်းမာရေးပြဿနာတွေကြောင့်ဖြစ်တာပါ။မျက်စိတွင်ဖိအားများတာနဲ့ရောင်ရမ်းမှုရှိတာကြောင့်အမြင်ဝါတတ်ပါတယ်။မျက်စိတစ်ဖက်ထိမှာအမြင်ပျောက်ဆုံးနေရင်လေဖြတ်တာ၊မက်ကူလာချိုးယွင်းမှု ရုတ်တရက်ဖြစ်တာ၊ဒါမှမဟုတ်ရေတိမ်ဖြစ်တာတွေကြောင့်ပါ။အတွင်းထိယောဂနဲ့စီးချိုယောဂလိုမျိုးကျန်းမာရေးပြဿနာတွေကြောင့်အမြင်ဝေဝါးနိုင်ပါတယ်။သွေးထဲမှာတကြားရီအလွန်ကျုံများနေတဲ့စီးချိုယောဂရဲ့လက္ခဏာပါ။မျက်စိတွေကသွေးကြောငယ်လေးတွေပေါက်ထွက်သွားတာကြောင့် အမြင်ဝါတာညဘက်ကိုကြည့်လို့မကောင်းတာတွေဖြစ်တတ်ပါတယ်။မျက်စိဆရာဝန်ကလေဆာနဲ့အသွေးကြောကိုပြုပြင်ပေးနိုင်ပါတယ်။အနေရရှိရမို့ဆရာဝန်နဲ့မဖြစ်မနေပြသတင်ပါတယ်။ရုပ်တရက်အမြင်ဝေဝါခြင်းရုပ်ချီအမြင်ဝါသွားတာကမျက်စိဒါမှမဟုတ်အုံနောက်တွင် သွေးစီးဆင်းမှုပြဿနာဖြစ်တာကြောင့်ပါ။ဆရာဝန်နဲ့ချက်ချင်းပြသဖို့လိုအပ်ပါတယ်။ အမြင်အာရုံကအမြန်ဆုံးပြန်လဲကောင်းမွန်သွားရင်တော့လေဖြတ်နိုင်တာကိုသတိပေးတဲ့လက္ခဏာဖြစ်နေတတ်ပါတယ်။မျက်ကြည်လွားပလဲရင်းဇဝန်းရှိခြင်းမျက်နှာဝန်းမှာအဖြူရောင်မိခိုးရောင်အကြည့်ရောင်ဇဝိုင်းရှိနေတာကအသက်ကြီးရင်းတဲ့လက္ခဏာပါ။သင်ကအသက်60 80မဟုတ်ဖ ೇನೆ အဲ့ဒီအဖြူရောင်ဇဝိုင်းရှိနေတဲ့ဆိုရင်တော့သိခန္ဓာကိုယ်တွေကကိုလက်စထရောမြင့်မာနေတဲ့လက္ခဏာပါ။ အသက်40အောက်အရွယ်ဒီမှာဒီဆက်ဝန်းရှိနေရင်တော့နှလုံးသွေးကြောယောဂါဖြစ်ဖို့အလားအလာများပါတယ်။လေဖြတ်တာနဲ့နှလုံးတိုက်ခိုက်ခံရနိုင်ခြင်းအလုံးမြင့်ပါတယ်။မျက်ခုံတွဲကြခြင်း ခုခံအားစနစ်မာရင်တိုက်ခိုက်ခံရတဲ့အတွက်ကြွက်သားအားနည်းတယ်။ယောဂါကြောင့်ဖြစ်တာပါ။မျက်စိမျက်နှာလေကြောင်းကြွက်သားတွေပါတိုက်ခိုက်တာကြောင့်ဝါရခက်မြူရခက်စကားပြောရခက်ခဲတာတွေပါ ဖြစ်တတ်ပါတယ်။ ဆရာဝန်နဲ့ကုသမှုခံရပါမယ်။အုံနောက်ကင်စာရှိသူတွေရဲ့လက္ခဏာတစ်ခုလည်းဖြစ်ပါတယ်။မျက်ဖြူသားဝခြင်း၊အရည်ပြားနဲ့မျက်စိဝနေရင်အသေးပြဒနာကြောင့်ဖြစ်ပေါ်တာပါ။အသေးကခန္ဓာကိုယ်မှာအောက်ဆီဂျင်နဲ့ပရိုတင်းတွေကိုစစ်ထုတ်ဖို့ဘီလီရူဘင်ကိုအသုံးပြုရပါတယ်။အသေးရောဂါကြောင့်ဘီလီရူဘင်တွေအလွန်များနေရင်မျက်လုံးမှာအဝါရောင်တန်းလာပါတယ်။အသေးအောင်ယောဂါဒါမှမဟုတ်အသေးချောက်ယောဂါရဲ့လက္ခဏာပါ။ အစီအနစ်အစားများတာကြောင့်အသေးအစီဖုံးတာအသေးလေးယောဂပိုးဝင်တာကင်ဆာဖြစ်တာ အရက်ဆွဲတာတွေကြောင့်အသေးပြည့်စီနိုင်ပါတယ်ဘဝနေထိုင်မှုပုံစံပြောင်းပြီးတော့စေဝါနဲ့ကုသတာကနေအသေးအစားထိုးတာအထိကုသမှုအမျိုးမျိုးပြုလုပ်ရပါမယ်မျက်ခုံလှုပ်ခြင်းအိပ်ရေမဝတာစိတ်ဖိစီးမှုများတာပင်မလွန်တာအရက်ကော်ဖီအတောင်များတာစိတ်လိတ်တာတွေကြောင့်ဖြစ်တာပါစိုးရိမ်စရာတော့မရှိပါဘူး သူ့လိုလိုပျောက်ကင်းသွားပါလိမ့်မယ်။လမ်းလျှောက်ရတာ၊စကားပြောရတာ၊အိမ်သာတက်ရတာတွေပါအခက်အခဲဖြစ်လာရင်တော့အာယုံကျောစနစ်မှာပြဿနာဖြစ်နေပြီမို့ဆရာဝန်နဲ့ကုသတင်ပါတယ်။ညဘက်မမီရခြင်း။အလေးရောက်မောင်းမောင်းမှကြည့်ရတာအဆင်မပြေရင် မျက်မှန်တက်ရရင်မျက်စိအတွင်းတိမ်ရှိရင်ညဘက်မမီရတာကအသက်ကြီးတာကြောင့်ဖြစ်တာပါ။အသက်ငယ်ရွယ်သူတွေကညဘက်မှာမြင်နိုင်စွမ်းမရှိတာကဗီတာမင် A ချို့တဲတာကြောင့်ပါအားဖြည့်စီမိဝဲတာ ်ကစုံဦးရွှေဖျောင်းသည်မုံလာဦးနီနဲ့အမဲအသိလိုမျိုးဗီတာမင်အေပေါ်ကျွေးထားတဲ့အစားအစာတွေကို စားပေးတင်ပါတယ်။မျက်ကြည်လွားတဲ့အဖြူရောင်ဆက်များပေါ်နေခြင်း။သင်ကမျက်ကပ်မှန်ကြရသူဖြစ်နေပြီးတော့သင်ရဲ့မျက်ကြည်လွားမှာအဖြူရောင်အဆက်တွေပေါ်နေရဆိုရင်မျက်ကြည်လွားမှာအနာဖြစ်နေရပါ။ဘက်တီးရီးယားဒါမှမဟုတ်မိုးပိုးကူးစက်ခံရတာကြောင့်ဖြစ်ပြီးတော့များသောအားဖြင့်နာကျင်တတ်ပါတယ်။ချက်ချင်းကုသမှုခံဖို့လိုအပ်ပါတယ်။ မကုသခဲ့ရင်နောက်ဆက်တွဲစိုးကြိုးတွေရရှိနိုင်ပါတယ်။မျက်စိသွေးအောင်လွှမ်းနေခြင်းကွန်ပျူတာကြည့်ချိန်များလွန်းတာဒါမှမဟုတ်အနာမယူပဲဇက်တိုက်အလုံးလုံးနေရကြောင်းမျက်စိအတွင်ဖိအားတွေရရှိပြီးမျက်စိမှာသွေးအောင်လွှမ်းနေတာဖြစ်ပါတယ်။အဲ့လိုအလုံးမလုံးရပဲမျက်စိမှာသွေးရောင်လွှမ်းနေတာကရေတိမ်ယောဂရဲ့လက္ခဏာပါမျက်စိအတွင်းမှာသွေးကြောတွေပေါက်ထွက်သွားရင် မျက်စိတွင်သွေးရောင်လွှမ်းနေတာကိုမြင်ရနိုင်ပါတယ်သွေးဖိအားများလွန်းတာ သွေးတိုးတက်နေတာဒါမှမဟုတ်သွေးချက်ပြပြဿနာတွေကြောင့်လည်းဖြစ်တတ်ပါတယ်။မျက်စိခြောက်သွေးခြင်း။မျက်စိခြောက်သွေးပြီးနာကျင်တာရရက်နေတာကဆေးဝါးနဲ့ဓမ္မတေတာကိုဝင်ဆောင်တာအသက်အရွယ်ကြီးရင်တာကြောင့်ဖြစ်ပြီးတော့စိုးရိမ်စရာမရှိပါဘူး။ဒါပေမဲ့ Sjogren လက္ခဏာစုလိုမျိုး ကျန်းမာရေးအခြေအနေတွေမှာတော့ချက်ချင်းဆေးဝါးကုသမှုခံယူဖို့လိုအပ်ပါတယ်။မျက်လုံးညီရဲပြီးအင်းနေခြင်း ဒီလက္ခဏာကတော့အိမ်ရေးမဝပြီးတော့ပင်ပန်းနေရအောင်ဖြစ်တာပါဒီလိုဖြစ်တာကခန္ဓာကိုယ်ရေကကျန်းမာရေးပြဿနာကြောင့်ဖြစ်နိုင်တာမို့ဆရာဝန်နဲ့ပြသဖို့လိုအပ်ပါတယ်မျက်နှာဝန်းအနီးအဝါရောင်အဆက်ပြောက်ပေါ်ခြင်းအသက်အရွယ်ကြီးရင်နိုင်လက္ခဏာတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ငယ်ရွယ်စဉ်မှာအဲ့ဒီအဆက်တွေဖြစ်ပေါ်ခဲ့ရင်တော့နေရောင်နဲ့ထိတွေ့မှုများတာဒါမှမဟုတ်လေးတူညဉ့်ဉဏ်မှုကြောင့်တင့်မြန်လုံးထိခိုက်သွားတာကြောင့်ပါမျက်ရည်တူအသုံးပြုရခြင်း မျက်စိခြောက်တွေ့ရရဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။သင်းမျက်ရည်ပြွန်တွေကမျက်ရည်ကိုလုံလုံလောက်လောက်မထွက်တာကြောင့်ဖြစ်ပြီးအလွယ်တကူကုသနိုင်တာမို့စိုးရိမ်စရာတော့မရှိပါဘူး။အမြင့်အာယုံကိုအနောက်ရှက်ပေးခြင်း။သင်းရဲ့မြင်ကွင်းရှိမှာတခခုနဲ့ကာထားသလိုဖြစ်နေရပါ။တခါတလေမျက်ရည်ကိုကြိုက်တတ်ပါတယ်။ကုသနိုင်တဲ့နည်းလမ်းမရှိပေမဲ့သင်ကြံမာရေးအတွက်တော့စူးစိုးရွရွမဖြစ်စေနိုင်ပါဘူး။မျက်လုံးရောင်မတူခြင်း။လူတယောက်ထိမှာပဲမျက်လုံးရောင်မတူတဲ့အခြေအနေပါ။ မြူယိုးလိုက်တတ်ပါတယ်။အာယုံကျော်စနစ်ရဲ့စိတ်ကြီးထွားမှုမှာအနောက်ရှက်ဖြစ်တာကြောင့်ပါ။မျက်စိတငယ်အိမ်မကြီးခြင်း။မျက်စိတငယ်အိမ်တွေကပုံမှန်အဖြစ်တူညီမှုရှိကြပါတယ်။တပတ်နဲ့တပတ်အရွယ်စားမတူညီတာ။ဒါမှမဟုတ်အလင်းရောင်ပေါ်တုံ့ပြန်မှုမတူညီခဲ့ရင်လေးဖြတ်တာ။ကာလာသားယောဂဖြစ်တာကင်ဆာအကျိတ်ရှိတာနဲ့ multiple sclerosis ယောဂရှိတာရဲ့လက္ခဏာပါမျက်လုံးတိမ်ဆွဲခြင်း အသက်ကြီးသူတွေမှာဖြစ်တဲ့မျက်စိမှန်ဘလူးမှာတိမ်ဖြစ်တဲ့အခြေအနေပါမျက်ခုံပါခြင်းတိုင်းရိုက်ယောဂရဲ့လက္ခဏာတစ်မျိုးဖြစ်တာကြောင့်ဆရာဝန်နဲ့စံသက်စစ်ဆေးမှုခံယူသင့်ပါတယ်။မျက်စိတွင်အလင်းဖြာထွက်ခြင်းနေခင်းပိုင်းမျက်စိထဲမှာအလင်းတွေဖြာထွက်နေတာကမြင်လွာကွာကျနေတဲ့လက္ခဏာပါ။ရေတိမ်ယောဂနဲ့အနီးမုံပါဝါများသူတွေမှာတွေ့ရတတ်ပါတယ်။အမြင်နှစ်ထပ်ဖြစ်ခြင်းခေါင်းမူတာဒါမှမဟုတ်လေးဖြတ်ထားတာကြောင့်အမြင်နှစ်ထပ်မြင်ရနိုင်ပါတယ်။ ရုတ်တရက်အမြင်ဆုံးရှုံးတော့အမြင်မကြည်လင်တာကလည်းအဲ့ဒီပြဿနာတွေကြောင့်ပါပဲမျက်စိကျန်းမာရေးကောင်းမွန်စေရန်အောက်ပါကျန်းမာရေးနဲ့ညီညွတ်တဲ့အခြင်းတွေကတင့်ကို အသက်ရှိစေကုန်တာမကမျက်စိရောဂါမဖြစ်အောင်လည်းကာကွယ်နိုင်ပါတယ်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာအစာစားပါမျက်စိမြင်တန်မာဖို့အတွက်ဗီတာမင်သတ္တုဓာတ်နဲ့အခြားအာဟာရဓာတ်တွေလုံလုံလောက်လောက်ရရှိအောင်စားသုံးရပါမယ်အစိမ်းရောင်ဟင်းသီးဟင်းရွက်ငါးနဲ့ပေးမျိုးမျိုးစားပေးပါ ဘလူးဗယ်ရီကလည်းအမြင်အရုံကိုတိုးတက်ကောင်းမွန်စေနိုင်ပါတယ်။အကျင့်ဆုံးများဖျောက်ပါစိတ်လေးတောက်သူတွေကမျက်စိအရုံကြောကိုဓာတ်ရိုက်ထိခိုက်နိုင်ပြီးအတွင်းတိမ်နဲ့တခြားမျက်စိယောဂါတွေဖြစ်စေတတ်ပါတယ်။အရက်တောင်လုံးသူတွေကလည်းအမြင်ဆုံးရှုံးနိုင်ပါတယ်။မျက်စိကိုအကာအကွယ်ထားပါ။နေရောင်ခြည်မှလာတဲ့ UV ray တွေကမျက်စိမြင်အရုံကိုထိခိုက်နိုင်ပါတယ်။နေကိုဓာတ်ရိုက်မကြည့်ပါနဲ့။နေပူတဲ့နေတွေမှာနေကမျက်မှန်တက်ပါ။ ခရီးစော်သူတွေအနေနဲ့အကာအကွယ်မျက်မှတ်ကိုတက်တင်ပါတယ်။ကွန်ပျူတာကြည့်ခြင်းလျှော်ပါ။ပုံမှန်ကွန်ပျူတာကြည့်တာ၊ TV ကြည့်တာတွေပြုလုပ်နိုင်ပါတယ်။ဒါပေမဲ့မျက်စိပေါ်မှာဖိအားတက်ရောက်မှုနဲ့အောင်တော့မကြခဏအနာပေးရပါမယ်။မျက်စိကိုမထိပါနဲ့။သင်မျက်စိရာရံနေရင်ညောင်းနေရင်မျက်စိကိုပုတ်ချင်တတ်ကြပါရဲ့။မလုပ်ပါနဲ့။မျက်လုံးတွင်ပိုးမွှားတွေဝင်ရောက်ပြီးတော့ရောဂါရှာနိုင်ပါသေးတယ်။